မင်္ဂလာပါရှင်ညီမရဲ့ Snow Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့မဆွေတို့ရဲ့ Facebook အကောင့်လေးကိုလုံခြုံအောင်ဘယ်လိုထားရမလဲဆိုတာကိုအလွယ်ကူဆုံးနဲ့အားလုံးနားလည်အောင်ပြပြပေးပါမယ်ယနေ့ခေတ်မှာလူတိုင်းက Facebook ကိုအသုံးပြုကြပါတယ်ကျမတို့နိုင်ငံရဲ့စစ်တမ်းတချို့အရာ Facebook အသုံးပြုသူတွေရဲ့80%ခန့်လုံးကကိုယ့်အကောင့်ကိုလုံခြုံစွာမထားတတ်ကြပါဘူး ။ဒါကြောင့်မကြာခဏတိတ်ခိုက်ခံနေရပါတယ်။နောက်ပြီးအကောက်တီဆောက်ပုံမမှန်တာတွေကြောင့်အကောက်ပိတ်ခြင်းတွေမကြာခဏဖြစ်ရပါတယ်။ဒါကြောင့်သင်ရအကောက်တွေကိုမပြတ်စေရအောင်စနစ်တကျလုပ်တတ်ဖို့လိုပါတယ်။ဒီလိုလုပ်နည်းတွေကိုစနစ်တကျပြောပြပေးမှာပါ။ဒီပညာအကြောင်းဘာမှမသိဘူးဆိုရင်တောင်လိုက်ပြီးလုပ်နိုင်အောင် အသေးစိတ်ပြောပြပေးမှာပါ။ဒါကြောင့်အစ်မ Facebook account တစ်ခုရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါ။ ပထမဆုံးအရေးကြီးဆုံးကစကားဝတ် password ပါ။ password ကို စနစ်တကျအနည်းဆုံးဆက်နှလုံးထပ်ပို့ပြီးအခေယကြီးအခေယသေးနံပါတ်နဲ့အင်္ကေတတွေပေါင်းဆက်သုံးပါ။မွေးနေ့ဒီဖုန်းနံပါတ်တွေပါတွေကိုမသုံးပါနဲ့။ဒါကအရေးကြီးပါတယ်။ယနေ့ခေတ်မှာနည်းပညာကအင်မတန်သုံးသပ်လာတာကြောင့်တင်းရဲ့ password ကိုမသိဘူးဆိုရင်တော့ password generator software တွေနဲ့တိုက်ပြီးစစ်ဆေးလိုက်ရင်တင်း password ကို hacker တွေက အလွယ်တကူရရှိစေပါတယ်။ ။သူညီတဲ့ password ကိုအခြား site တွေမှာမသုံးပါနဲ့။ဒီနည်းလမ်းကတော့အရွယ်ရှင်းဆုံးပြောရမယ်ဆိုရင် Facebook မှာတုံးထားတဲ့ password ကိုတခြား TikTok, YouTube, Instagram စတဲ့တခြား site တွေမှာထပ်ပြီးမသုံးပါနဲ့နော်။ဒီလိုမျိုးအကောင့်အများကြီးကိုသုံးမယ်ဆိုရင် password manager ကို အသုံးပြုသင့်ပါတယ်။နောက်ထပ်လုံခြုံရေးနည်းလမ်းတစ်ခုကတော့ two factor authentication 2fa ကိုအသုံးပြုထားရပါမယ် 2fa ကို၃မယ်ဆိုရင်၃တဲ့နည်းက၂မျိုးရှိပါတယ် ပထမတနည်းကလူတိုင်းသုံးကြတဲ့ဖုန်းနံပါတ်နဲ့ကုတ်တောင်းတဲ့နီလန်ပါ နောက်တနည်းကတော့ Gmail ကိုအသုံးပြုပြီး Google Authenticator ကို အသုံးပြုခြင်းပါဒီနီလန်တစ်ခုကိုရှင်းပြပါမယ်ဖုန်း verification လုပ်ထားရင်တင်းရဲ့အကောက်ကိုတခြားတစ်ယောက်ကဝယ်မယ်ဆိုရင်တင့်ဖုန်းစီကိုကုတ်6လောင်းတောင်းရပါတယ် ဒီကုတ်၆လုံးကိုမရမချင်းတစ်ဖက်ကလူကဝင်လို့မရပါဘူးနော်။ဒါပေမဲ့တင်ဟာဖုံးပြောက်ခဲ့တယ်။ဒါမှမဟုတ်သင်ရဲ့စင်ကက်ကိုတခြားတယောက်ရခဲ့ရင်တော့ပြဿနာဖြစ်နိုင်ပါတယ်။နောက်ထပ် verification နည်းလမ်းတစ်ခုကတော့ Google Authenticator ကို အသုံးပြုခြင်းပါ။ဒီဒီမင်းနဲ့ Google Authenticator မှာဝင်ပြီးကုတ်၆လုံးကိုယူရတာပါဒီနီလန်းကပို့ပြီး secure ဖြစ်တာကြောင့်ဒီနီလန်းကိုတော့ဖို့အကြံပြုပါရစေ မတုံးသက်ဘူးဆိုရင်ခေါင်းမက်မှာမေးလို့ရပါတယ် 2FA အသုံးပြုနည်းကတော့ Facebook setting ထဲက security or login မှာတွားပြီး 2FA ကိုဖွင့်ထားပြီးတစင်ချင်းဆက်လက်လုပ်ဆောင်လိုက်ပါဒီလိုလုပ်ခြင်းက hacker ကတင် Facebook account ရဲ့ password ကိုသိရင်တော့ login မင်းလို့မရပါဘူးเนาะ နောက်ထပ်နီလန်စကူကတော့ login အလန့်ကိုဖွင့်ထားဖို့ပါပဲ။သင်အကောင့်ကို သင်အသုံးမပြုတဲ့ device အသစ်တစ်ခုကဝင်လာရင်ချက်ချင်း notification တက်လာပါတယ်။ဒီလိုရရင်တဲ့အကောင့်ကိုချက်ချင်း password ပြောင်းလိုက်ပါ။နောက်ပြီးအသစ်ဝင်လာတဲ့ device ကို block လုပ်လိုက်ပါ။ဒီလိုနီလန်တွေကတော့လူတော်တော်များများမသိသင့်လို့မသိသေးသလိုမလောက်ကြတဲ့နီလန်ပါ။ဒီနီလန်ကတကယ်ကိုအရေးကြီးပါတယ်။ ဒါကတော့ Facebook account နဲ့ချိတ်ဆက်ထားတဲ့ third party application တွေကိုစစ်ချင်းစစ်ဆေးချင်းပါ third party application တွေကိုသူတို့အကြောင်းတရားမသိရင်ဒါမှမဟုတ်မယုံကြည်ဘူးဆိုရင် Facebook နဲ့မချိတ်ထားတတ်ပါဘူးဒီလိုချိတ်ချင်တဲ့အဖြစ်တဲ့အကောင့်ရဲ့အချက်အလက်တချို့ကို third party application ရဲ့ admin တွေကရရှိသွားမှာပါ အဲ့ဒီကနေတစဉ်တင့်အကောက်ကို hack လို့ရနိုင်ပါတယ်။ဒါကြောင့် security and login ထဲက third party application ကိုစစ်ပြီးမတိတဲ့ application တွေကို delete လုပ်လိုက်ပါ။နောက်ဆုံးနည်းလမ်းတစ်ခုကတော့မတိချတဲ့ link တွေကိုမနိုင်ပါနဲ့နော်။ Facebook manager တွေမှာတင်တဲ့မရင်နေတဲ့ link တွေကိုမနိုင်မိပါစေနဲ့။ဒီနည်းလမ်းကလည်းတင့်အကောက်ကို hack ဖို့အလွယ်ဆုံးနည်းလမ်းပါ။ဒါကတော့ Facebook account နဲ့ပတ်သက်ပြီးတိထားရမယ်လုံခြုံရေးဆိုင်ရာ အချက်အလက်တွေကိုပြောပြပေးတာပါ။ ။နောက်ထပ်လည်းခုလိုအကြောင်းအရာတွေကိုရှာဖွေမျှဝေပေးပါမယ်။ပရိသတ်တို့အနေနဲ့ပြချင်တဲ့အကြောင်းအရာ ရှိရင်လည်း comment မှာမှတ်ခတ်ပေးပါ။မျှဝေပေးပါမယ်ရှင်။အဆုံးထိကြည့်ပြီးလို့ကြီးစုအထူးတင်ရှိပါတယ်ရှင်။